အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အရင်နေ့တည်းကတော့တင်းနေကုန်တွေသားသမီးတွေအတွက်တင်းလာသားသမီးတွေအတွက်ကျွန်တော်ပြောပေးနေတာမျိုးရှိတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အင်္ဂါသားသမီးတွေလည်းပြောပေးမှာဖြစ်တယ်တော့အင်္ဂါသားသမီးတွေအတွက်ကျွန်တော်ဘာတွေပြောပေးမှာလဲဘယ်လိုအချက်လေးတွေပြောပေးမှာလဲဆိုတာဒီမှာသိပါလိမ့်မယ်အဲ့တော့ကျွန်တော်ခုနကပြောလို့ကျွန်တော်တို့မှာအထက်ဆောင်မန်းဆိုပြီးဂျိုသုံးလုံးကောင်းတာရှိတယ်ဗျာနေနိုင်ပြီပါအဲ့တော့အင်္ဂါသားသမီးတွေအတွက်တကယ်ကောင်းတဲ့ဆိုတွေကတင်းနေကုန်တွေဂျိုတို့ဒါဗုဒ္ဓဖူးဂျိုတို့နော်စက်နေဂျိုတို့ကဒါကောင်းတဲ့ဂျိုတွေဖြစ်တယ် အဲ့ကြော်တွေကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်နေဆိုရင်ဂါကန်ရှင်တွေအတွက်စင်ငါသားမီးတွေအတွက်ဘာဖြစ်ဖြစ်တော့အဆင်ပြေနိုင်တယ်ကံကောင်းနိုင်တယ်ပို့ပြီးတော့မြင့်မာတဲ့ဘွားတစ်ခုကိုရနိုင်တယ်ပေါ့အမှန်တကယ်ကျွန်တော်တို့ကဟိုအင်္ဂါသားမီးတွေအတွက်အဓိကနဝင်းကြိုဟာစနေကြိုဖြစ်တယ်ပေါ့နော်အဲ့တော့စနေနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်အဲ့တော့စနေကြိုဟာကိုယ့်အတွက်တကယ်ကိုအဆင်ပြေဆုံးအထောက်ပံ့အပေးဆုံးကြိုဖြစ်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသိထားရမယ် ။ဒါကြောင့်ပဲကျွန်တော်တို့ကအင်္ဂါဆိုတာဘာလဲဆိုစိတ်လောတယ်။စိတ်မြန်တယ်။စိတ်မရှိဘူး။ကျွန်တော်အမြန်လို့လှုပ်လို့စိတ်မြတ်မာတယ်။ဟောအင်္ဂါဂျိုရဲ့အဓိကအားတာချက်ကတော့စိတ်လောတယ်စိတ်မြန်တယ်အောင်ဆိုင်တယ်တခုတည်းကိုတချောင်းတည်းကိုစိတ်ကိုထားပြီးတော့ဟိုအခြားဟာတွေဘာမှမသိတော့ဘူးအင်္ဂါအစိုးပဲရရင်တော့လည်းသူကစိတ်တိုးတယ်ဒေါသကြီးတယ်နော်စိတ်ကောက်တယ်ဒစွတ်ထိုးလုပ်တယ် ရိုင်းဆိုင်လာတယ်ခတ်ထန်လာတယ်ပေါ့ဒါအင်္ဂါရဲ့သဘောတွေပေါ့နော်အဲ့တော့ဒီအင်္ဂါရဲ့သဘောတွေကိုကျွန်တော်တို့ကထိမ့်မှုဆိုတာဘေးကစနေရကတ်ပေးရနော်စနေရလေးတယ်နှေးတယ်ကြာကြာလှုပ်တယ်ဟိုဇွဲရှိတယ်ဟိုဖြစ်ဖြစ်မှန်မှန်လေးနဲ့ဟိုဆုံးဖြတ်သွားနိုင်တာကိုပြောတယ်ဒါကြောင့်အင်္ဂါသားမီတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မူလဗီဇအကန့်ကိုကျွန်တော်တို့ကထိမ့်မိတာစနေပါဟောစနေကျွာကိုယ်ကိုထိမ့်မိတယ်ဒါကြောင့်စနေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့က အကောင်းဆုံးအဆင်ပြေဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်။နော်စနေနဲ့ပတ်သက်တာကိုကျွန်တော်ကတော့အကြိုက်ဆုံးလို့ပြောတယ်။ဒါကြောင့်ပဲအင်္ဂါသားမိတွေကဘဝမှာအောင်မြင်နေတယ်ဆိုရင် စိတ်ရှည်ဖို့လိုတယ်။နော်ဇွဲရှိဖို့လိုတယ်။မိမိတို့လုံနေတဲ့အလုပ်တွေမှာအလောတကြီးမလုပ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်။အောင်မြင်မှုကိုတည်ဆောက်တဲ့နေရာမှာလည်းအဲ့လိုမျိုးပဲပေါ်ပင်လှုပ်ချင်တာမျိုးတွေနော်ချက်ချင်းငွေပေါ်ခြင်းတဲ့အလုပ်တွေတဲ့အင်္ဂါသားမိတွေကရေရှည်ကြည့်ပြီးတော့အလောက်ကမဲ့အလုပ်တွေ ဟိုရေရှင်ကဘလို့စီးွားလို့ဝင်ကောင်းမလဲဘလို့အလုပ်ကငါတို့အကျိုးပေးနိုင်လဲဒီအလုပ်ကငါဘယ်နှစ်ပေါင်းများစွာဘလို့ရင်းလိုက်ရင်တော့ငါဘလို့အသက်မွေးမှုရမလဲဒီလိုမျိုးကိုကျွန်တော်တို့စဉ်းစားပြီးလုံးပါလားအဆင်ပြေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကမေ့ထားလို့မရအောင်ဒါကြောင့်ကိုကိုတိုင်ကဟိုအင်္ဂါသားမီးဖြစ်တယ်ဆိုရင်နှစ်ရှည်အလုပ်တွေကိုစိတ်ဝင်စားပါရေတိုထက်ရေရှည်ကိုကြည့်ပါအလောတကြီးလောက်တာစိတ်မျက်နှာတွေကိုလျှော့ပါစိတ်ရှည်ပါပြီးတော့တိခံစိတ်နဲတာတွေကိုလျှော့ပါတိခံပါအချို့နေရာတွေမှာပြောတဲ့နေရာတွေမှာပြောဘဲနဲ့ ငြိမ်နေလိုက်တာအကောင်းဆုံးဆိုရင်ငြိမ်နေလိုက်ပါဒါစနေရဲ့စိုးမိုးမှုကိုထိန်းနိုင်လိုက်ပြီဆိုရင်အင်္ဂါတွေကပို့ပြီးတိုးတက်နိုင်တယ်လို့ပြောတာပြီးရင်ကျွန်တော်တို့ကအင်္ဂါသားမိတယောက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာရီယာပို့ပြီးတော့အဆင်ပြေစေလဲပေါ့နော်အင်္ဂါသားမိတွေအတွက်တကယ်ဟိုဟိုကံကောင်းစေတဲ့ကိစ္စရှိတယ်နော်အင်္ဂါသားမိတွေကတကယ်အဆင်ပြေစေနိုင်တာဗုဒ္ဓဘူဇောပါနော်ဗုဒ္ဓဘူဇောဗုဒ္ဓဘူဇောကပါစီးပွားဆိုတဲ့နေရာမှာရှိနေတယ်ဗျာစီးပွားဆိုတဲ့နေရာမှာရှိတဲ့အတွက်ဗုဒ္ဓဘူဇောကျွန်တော်တို့ကကောင်းပြီဆိုရင်တော်တော်များများအဆင်ပြေကြတာများတယ် ဗောဓပုစုကိုကောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဗောဗောဓပုစုဆိုတာပေါင်းသင်းဆက်ဆံရေးเนาะဆက်သွယ်နေရတာချိတ်ဆက်နေရတာပြောတာဗောဓပုစုကစီးပွားရေးနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကနှုတ်နေတာမျိုးဟာအလုပ်တစ်ခုလုပ်တဲ့နေရာကြီးကြာရင်ကျွန်တော်တို့ကရှင်းပြောရရင်ဟိုစကားမပြောဘဲနဲ့အေးဆေးနေကြတာမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတော့အားမပေးဘူးအင်္ဂါသားမိဆိုရင်စကားပြောရမယ်ဆက်ဆံရေးရှိရမယ်လက်အုံကြီးတွေနေတတ်ရမယ်เนาะအဲ့တော့ မိရအောင်လှုပ်တက်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောလို့တာအဲ့တော့ကမိရသွားပြီဆိုရင်တိတိတတကျွန်တော်တို့ကအဆင်ပြေလာတယ်ဘဝမှာအခက်အခဲတော်တော်များများပြည်လည်လာတယ်လုပ်ငန်းအခြေဆက်တွေရလာပြီးပို့အဆင်ပြေလာတယ်အင်္ဂါသားသမီးတွေကရှင်းထွက်ရင်စကားနဲ့ရက်တည်ပြီးစီးပွားရှာရင်တော့ပိုကောင်းတယ်နော်ပွဲစားလိုမျိုးအကျိုးဆောင်လိုမျိုးအခြေဆက်ပေးရတဲ့အလုပ်တွေလည်းအကျိုးပေးကြတာများတယ်အင်္ဂါသားသမီးဖြစ်တယ်ဆိုရင်စကားများများပြောရတဲ့မီဒင်ဆရာတို့လိုရှင့်နေတို့လိုနော်ပွဲစီစဉ်သူတွေလိုနော်စကားပြောပြီးတော့အကြံပေးရတဲ့အကျိုးဆောင်တို့လိုပွဲစားတို့လို ဟိုကျွန်တော်တို့လိုစကားပြောပြီးရက်တည်ကြတဲ့နော်ဗီဒီယိုဆရာဘလော့ဂါလိုမျိုးတွေဒီလိုမျိုးတွေနဲ့တော့ပို့ပြီးတော့အဆက်တယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအချက်လေးကိုကျွန်တော်ကတော့ကိုကိုကိုတိထားပြီးတော့စကားကိုအဓိကထားပြီးတော့စီးပွားရေးနေနေနဲ့သုံးပါကျွန်တော်စကားပြောဖို့မကြောက်ပါနဲ့ဒါကြောင့်ပဲအင်္ဂါသားမီဒီယာစကားအတတ်ပညာလို့ခေါ်တယ်စကားနဲ့ပတ်သက်တဲ့ဤပညာတွေတကယ်ကို communication skill တွေရရမှာဆိုရင်ဘောကမှာပိုအောင်မြင်လွယ်တာကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲ့တော့ပြီးတော့ကျွန်တော်တင်းနေကုန်နေ တနင်္ဂနွေတနင်္ဂနွေကအင်္ဂါသားမိတွေအတွက်6ခုမြောက်ဆိုတဲ့စမ်းနေရာမှာရှိနေတယ်။အဲ့လိုစမ်းနေရာမှာရှိနေတာမကောင်းဘူးလားဆိုတော့တိတ်ကောင်းတယ်။တိတ်ကောင်းတယ်။အင်္ဂါသားမိကိုထိန်းချုပ်ပေးမဲ့ဟန်တယ်လုတ်ပေးမဲ့လူကတနင်္ဂနွေတနင်္ဂနွေအဲ့တော့တနင်္ဂနွေကဘလိုဟာတွေကိုကို့အတွက်ကောင်းလဲဆိုတော့ကိုယူတဲ့အိမ်တော်ဘက်ကရှင်းပြောရရင်အိမ်တော်မှုတာဝန်ဖြစ်စေဟိုအင်ရှိအရှက်ဟိုထွက်ပြီးဥဆောင်တဲ့လူဖြစ်စေဖလက်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ပိုကောင်းတယ် အင်္ဂါသားမိရတခါကျရင်အိမ်အောင်ဘက်ရဲ့ဝေယဝစ္စတွေမိသားစုဝေယဝစ္စတွေလုတ်ပေးခြင်းမှာလုတ်ပေးနိုင်လိမ့်မယ်။အဲဒါဆိုသူရတဲ့လူကအထားပါတော့အင်ရှင်မအင်္ဂါသားတယောက်ဆိုအင်ရှင်မရရတော့အိမ်အောင်မှုကိစ္စသားမိကိစ္စအကြောင်းကိစ္စနော်အိမ်မှာလိုအပ်တဲ့ကိစ္စလှည့်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ကောင်းတယ် လက်ကြည့်ကြမလို့အဲ့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲ့အိမ်ရှင်မတစ်ခုဖြစ်မယ်ဆိုလည်းလို့ပဲကိုအိမ်ရှင်မအိမ်နောက်တောင်ဝင်အဓိကလုံးတော့မယ်အိမ်စီးပွားရေးလုံးတော့မယ်ဆိုရောက်ကြောက်လိုက်ပြီးပူနေရတာအာယောက်ျားဘလို့ဖြစ်နေလဲဟဲ့အပြင်မှာများပွေနေလားဟဲ့အပြင်မှာဘလို့ဖြစ်နေလဲယောက်ျားတို့လိုက်ပူနေရတယ်ဆိုအဆင်မပြေဘူးဒါကြောင့်ရှင်းပြောရရင်အင်္ဂါသားသမီးတွေကအိမ်တော်ဘက်ရွေးချယ်တဲ့အရာရွေးချယ်တဲ့အခါမှာသူတို့ရဲ့စိတ်ကမင်းကန်တော့မင်းအဆုံးအထိတာဝန်ယူနိုင်တယ်လို့ဖြစ်စေခြင်းနဲ့ငါလဲငါတာဝန်ငါအပိုင် ယောက်ျားဆိုယောက်ျားတယောက်ရဲ့တာဝန်မိန်းမဆိုလည်းမိန်းမတယောက်ရဲ့တာဝန်ငါတာဝန်ကငါတာဝန်ကြည်တော့လုပ်မယ်မင်းလည်းမင်းတာဝန်ကြည်မင်းကိစ္စတွေငါလည်းမကြည့်ဘူးငါကိစ္စလည်းမင်းလည်းကြည့်စရာမလိုဘူးအဲ့လိုဖြစ်တဲ့လူမျိုးနဲ့အိမ်တော်ကြရင်ပိုကောင်းတယ်ပိုကောင်းတယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်တော်ဘက်ကအင်္ဂါသားမီးတွေအတွက်အလိုအပ်ဆုံးအိမ်တော်ဘက်လို့ပြောလို့တာနော်အဲ့ဒီအချက်လေးကိုကျွန်တော်တို့ကနားလည်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ် ဒါလည်းကိုသားသမီးအင်္ကာသားသမီးတယောက်ရှိပြီဆိုရင်ကျွန်တော်တို့ကစိတ်ရှည်အောင်သိခံတတ်အောင်ရည်ရှည်စည်းပွားရေးတွေနှစ်စီစည်းပွားရေးတွေကိုသင်ပေးဖို့လိုတယ်ပညာဆိုလည်းအလုံးကတော့နှစ်ရှည်ရှာပြီးမှငါတို့ပညာရမှာလက်တော်လုပ်ပြီးဟိုသူများလှုပ်လို့ပေါ်ပင်လှုပ်လို့ငါအောင်မြင်မလားဆိုပြီးထလှုပ်ရင်ဘယ်တော့မှအင်္ကာသားသမီးတွေကရည်ရှည်အကျိုးမပေးဘူးအဲ့တော့အများအားကျွန်တော်တို့ကအောင်မြင်မှုကိုတကယ်ကိုတိဆောက်ကြတယ်ဇွဲနှစ်ဘဲနဲ့အင်္ကာသားသမီးတွေကိုကျွန်တော်တို့တင်စားရမယ်ချရီလို့ပေါ့ကျွန်တော်ငငယ်ကကျွန်တော်အိမ်သားမှာဟိုကျွန်တော်အိမ်ထောက်မှာချတောင်ပို့ရရှိတယ်ချတောင်ပို့ကြီးမကောင်းဘူးကျွန်တော်ချတောင်ပို့ကြီးကိုသွားဖဲ့လိုက်ရင်ကလေးဘွားပေါ့ တော့ဖဲ့လိုက်တယ်ပေါ့တော့ဖဲ့လိုက်ပြီးအချောင်ပိုးကြီးကနောက်နေမနဲ့ဆိုရင်ကျွန်တော်တို့ကမြေအဆိုးတွေနဲ့ချအပြန်ဖြစ်နေချတောင်ပိုးကချရည်လို့ပေါ့နော်ကျွန်တော်တို့တွေကကျွန်တော်အိမ်မှာဆိုရင်ဘီဒင်ဆောက်တွေအများကြီးပေါ့ကျွန်တော်ဘီဒင်ဆောက်တွေ3 300 400လောက်ရှိမယ်ဘီဒင်ဆောက်ကြီးပဲအခြားတုဒရက်တာတွေဆိုရင်ကျွန်တော်တို့လှူလိုက်တဲ့ဆောက်တွေဘာသာရေးဆောက်တွေလှူလိုက်တာတွေအများကြီးအခြားတွေကဘယ်လိုကြိုက်လဲဆိုမသိရအောင်နော်ဘေးမှာထားရတယ်အဲဆောက်ကိုကျွန်တော်တို့ကလှန်မကြည့်ပြဘူးဆိုမသိအောင်ချတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဖြည်းဖြည်းချင်းစူးစမ်းနေတာချရဲ့သဘောကအဲ့တော့ကျွန်တော်တို့ကအင်္ဂါသားမိတွေကချရည်လို့ပဲ ဟောင်းပေါင်းပေါင်းမလုပ်ကြအောင်ကိုယ့်ရဲ့တက်ထားတဲ့ပညာကိုရှင်းပြရရင်မလို့အရင်ထုတ်မသုံးအောင်ငင်းငင်းစင်စင်လေးနဲ့ဇွဲရှိနေရေရှည်ကြိုးစားရင်အင်္ဂါတွေကအောင်မြင်လို့စကားပြောရမယ်ဆက်ဆံရေးကောင်းအောင်မယ် communication skill တွေရှိရမယ်ဘယ်နေရာမှာဘလို့ပြောတတ်ရင်ဘလို့ကောင်းမလဲစကားနဲ့ရက်တည်နိုင်တယ်ဆိုရင်လည်းဘဝမှာအောင်မြင်တတ်တယ်နော်ဒါဆိုရင်နောက်တစ်ခုခုနပြောလို့ရတဲ့အိမ်တော်ဘက်တွေကတာဝန်ယူမှုတာဝန်ခံမှုရှိမယ်ကိုယ်တာဝန်ကိုကြည်တဲ့အိမ်တော်ဘက်သူ့တာဝန်တူယူမဲ့ဟိုအိမ်တော်ဘက်မျိုးနော် အတော်မျိုးရတဲ့လူမျိုးဖြစ်တယ်ဆိုရင်အိမ်တော်ကြီးမှာပိုကောင်းတယ်အတော်ဝင်မျိုးတက်ဦးနော်ကိုရတဲ့အိမ်တော်ဘက်ကကိုယ့်ကိုပဲတမိခိုးနေတယ်အကိုကိုပဲလာချွဲနေတယ်အဒါကလည်းကိုကိုပဲတာဝန်ယူလိုက်နော်ဒါကလည်းအကိုကြီးပဲလှုပ်လိုက်အဲ့လိုဟာမျိုးဖြစ်တဲ့အိမ်တော်ဘက်မျိုးဆိုရင်ရေရှည်မှာအိမ်တော်ကြီးตายရဖို့ခင်းရင်လာနိုင်တာကိုတော့ကျွန်တော်တို့သိထားဖို့လိုပါတယ်နောက်ဆုံးသဘောပေါက်မှထင်ပါတယ်ဗီဒီယိုရှင်းသွားမယ်နော်ကျွန်တော်အထက်ထပ်ပြန်ပြီးနှစ်ချိန်သုံးချိန်ပြန်ပြောနေတာကို ခေါင်းနဲ့ဆွဲအောင်လို့ပြောတာရစ်တယ်ရှိတယ်ခေါင်းလိုရင်းမရောက်ဘူးမထင်ပါနဲ့တကယ်ကိုကျွန်တော်တို့အကျိုးရှိလို့ဘွားသက်ဆာတဲ့အတွက်တလောက်တော့နားထောင်တဲ့နယ်ထင်လို့ပြောပေးတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့အင်္ဂါသားမိတွေအားလုံးအဆင်ပြေကြပါစေအခက်အခဲတွေပြည်လည်ကြပါစေကိုဘွားကိုဘယ်လို handle လုပ်အောင်လဲဆိုတာသိရှိသွားကြအောင်မယ်လို့မူကျွန်တော်ထင်ပါတယ်နော်အားလုံးပဲမင်္ဂလာညနေခင်းပါဗျာနားပါပြီနော်